ဆေးရနာရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုစတင်ကြအောင်အတန်းတိတ်တပိတ်ကိုလာမဲ့ဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်မှာဖြစ်ပြီး Our Voice Our Fight Our Right ဆိုတဲ့စောင့်ပုတ်တိုင်းအတန်းတိတ်တပိတ်မှာပူးပေါင်းပါဝင်ကြဖို့တရားမဝင်အတူရောင်ရွေးကောက်ပွဲစတင်ရေးအဖွဲ့ကဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မှာကြီးညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှစေုပ်စုဟာပြည်သူအများရဲ့ထောက်ခံမှုကိုရရှိနေတဲ့အောင်နိုင်ငံတကာမှာအတုအယောင်ဝါဒဖြန့်မှုတွေကိုပြုလုပ်နေပြီးတစ်ဖက်မှာလည်းပြည်သူတွေကို ချော့တမျိုးချောက်တဖုံနဲ့ရွေးကောက်ပွဲအထမြောက်အောင်ကြိုးစားနေတယ်လို့ပြောပါတယ်ဒါထောက်ပြီးဘရင်မြောက်ခိုင်းချိန်မှာမတရားခိုင်ရအကြောင်းကိုတော့ကျွန်တော်တို့ဟစ်အော်အတိပေးကြပါမယ်လို့ anti shame election တရားမဝင်အတူရောင်ရွေးကောက်ပွဲစန့်ခြင်းရေးအဖွဲ့ကကြေညာချက်မှာပြောထားပါတယ်။ အတန်တိတ်တပိတ် silent strike ကျင်းပမယ်ဒီဇင်ဘာလ10ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာလူခွင့်ရည်နေဖြစ်ပြီးတပိတ်ပြုလုပ်မဲ့အချိန်ကိုရုံတက်ရုံစင်းဈေးသွားဈေးလာအချိန်ကာလတွေနဲ့ဝေးကွာအောင်မနက်10နာရီကနေညနေ3နာရီထိတတ်မှတ်ထားတယ်လို့သိရပါတယ်။ဒီလိုအတန်တိတ်တပိတ်မျိုးကို2021ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ကလည်းပြုလုပ်ခဲ့ပူပါတယ်။ ဒါပေမဲ့လည်းအခုပြုတ်လို့မဲ့အတန်သိတဲ့ဘိတ်ကအဲ့ဒီအချိန်ကထက်စစ်ဘိုလ်ချုပ်တွေကိုနေရွက်တွေစွတ်မဲ့လှုပ်ရှားမှုတစ်ခုလို့ဆိုနိုင်တဲ့အကြောင်းတပိတ်အင်အားစုတွေကပြောပါတယ်။လူခွန်ရေးပျောက်ဆုံးနေတဲ့နိုင်ငံတနိုင်ငံကနိုင်ငံသားတွေရဲ့တိတ်ဆိတ်ခြင်းနဲ့ကြွေးကြော်တန်ကိုကမ္ဘာတဝန်းကကြောက်အောင်စေအုပ်စုရဲ့ရွေးကောက်ပွဲအထမြောက်သွားခဲ့တဲ့တိုင်အောင်ဓားထောက်ပြီးမင်းမြောက်ခိုင်းခဲ့ခြင်းသာဖြစ်ကြောင်းသိရှိနိုင်စေဖို့အတွက်ပူးပေါင်းပါဝင်ဆင်နွှဲပေးကြဖို့ Anti-Shame Election အဖွဲ့ကတိုက်တွန်းထားပါတယ်။ မြမနွေဦးတော်လိုင်းမှာထင်ရှားတဲ့တပိတ်ကောင်းဆောင်တွေဖြစ်တဲ့ဒေါက်တာသေးစာစံကိုနန်းလေးနဲ့ကိုခန့်ဝေဖြိုးတို့ဦးဆောင်ပြီးမန္တလေးဈေးကျူဈေးမှာဒီဇင်ဘာလ3ရက်နေ့ကဆရာနာရှင်စန့်ကျင်ရေးဆန္ဒပြခဲ့ကြပြီးအတန်တိတ်တပိတ်မှာပါဝင်ဖို့တိုက်တွန်းခဲ့ကြပါတယ် အဲ့ဒီဆန္ဒပြပွဲကတဆင့်အချက်၃ချက်ကိုတောင်းဆိုခဲ့ရမှာအာရမဖန်စီအချင်းချခံထားရတဲ့လူထုကောင်းဆောင်ဒေါ်ဆန်းစုကြည်တမရာကြီးဦးဝင်းမြင့်တို့နဲ့အတူနိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုချွင်းချက်မရှိအ мян ဆုံးလှုပ်ပေးဖို့စစ်တပ်ရွေးကောက်ပွဲဟာနိုင်ငံရေးထွက်ပေါက်မဟုတ်တာကြောင့်ဆန့်ကျင်ကန့်ကွက်ကြဖို့နဲ့စစ်မှုထမ်းဥပဒေကိုလုံးဝဖျက်သိမ်းဖို့တောင်းဆိုခဲ့ကြပါတယ်ကျွန်တော်တို့အခုဆိုရင်အာနာရှင်စနစ်အောက်မှာနေနေရတာနေနစ်တော်တော့၅ပြည့်ထက်ရောက်လာပါပြီ ကျွန်တော်တိုင်းပြည်ရဲ့ဒီပေါ်ရဲ့ခြေတဲ့နိုင်ငံရဲ့ခြေတဲ့ရဲရဲဘာကောင်းတယ်ဘာကောင်းတာရှိလဲဘာမှမရှိဘူးဘာမှမရှိဘူးဘုံကလေးလေးနေနေတယ်ရဲခန့်ကအာနာရှင်စနစ်ဖြစ်ပါလေမင်းအောင်လေအာနာသိမ်းပြီးတဲ့နောက်မှာဘုံကလေးလေးဘုတ်ထီအောင်ထောက်တယ် A na ddim yn pide! A na llyfn i ha! Dain i e! O Iesw, cymar! Cymar! ဒီပါလေအဲ့အနည်းလေးများပါလေပေးစားမှုလေးများပါလေဒါပေမဲ့မဆက်ချင်ရင် ထောင်ရှောင်မှုတွေကပုံများလာဖြစ်တဲ့အတွက်သမိုင်းပြည်ကြောင်ဝင်ရအာနာရှင်သတိကိုဆန့်ကျင်ကြကျွန်တော်လူလူကိုတင်ပြပြရသုံးချက်ရှိတယ်ပထမတစ်ချက်ကတော့ကျွန်တော်တို့ရဲ့လူလူကောင်းဆောင်အပေကောအောင်စသုကြီးသမိုင်းဦးဝင်းနေတဲ့နိုင်ငံရေးရှင်သားတွေဘလုံးပုံပန်းနေပဲတက်တာတက်တာကျွန်တော်တို့လူမြောက်ဖို့လိုတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အတူရောက်ဆရာမဝင်ရေကောက်ခွဲကိုတခဲနဲ့ဆန့်ကျင်တိုက်ပြဖို့ ပြည်လူလက်တော်တော့အရင်ရောကျောအနိုင်ရပါသည်ဒေါ်သက်ကြီးတို့ဦးဆောင်တဲ့ပါတီနိုင်ရထားတဲ့ဂျာလက်ရှိတဲ့အားကြောင့်ကျွန်တော်တို့ဘယ်မပေးကြပါနဲ့နောက်ဆုံးလူကတော့ကျွန်တော်တို့ရဲ့လူငယ်လူရွယ်တွေကိုရှင်းရမှာပေါ်တာဆွဲနေတဲ့အတေအတမအသေးခံကိုင်းနေတဲ့အဲ့ကွန်းစစ်မှုတဲမတရားပေါ်တာဆွဲဦးမျိုးတကယ်နဲ့ကျွန်တော်တို့တိုက်ပြကြပါအခုအလေးနဲ့ကျွန်တော်တင်ပြစရာရှိရတယ် ဒီဇင်ဘာလ10ရက်နေ့မှာကျွန်တော်တို့အားလုံးအပြစ်မထွက်ပဲနဲ့အသံတိုက်တပိုက်လုံရင်းနဲ့စစ်အာဏာရှင်တလေးကိုလုံးဝကျွန်တော်တို့လူလူတစ်ရလုံးကစီလုံးညီညွတ်သွားတဲ့လက်မကန်ကြောင်းပြသကြဖို့ silent strike ကိုဒီဇင်ဘာလ10ရက်နေ့မှာကျွန်တော်တို့လုပ်မယ်တနိုင်ငံလုံးတိုက်ကြတယ်လုပ်မယ်အားလုံးစီစီလုံးလုံးညီညွတ်ညွတ်နဲ့ပါဝင်ပေးကြဖို့ဆိုကျွန်တော်တောင်းဆိုပါတယ် ဒေါက်တာသေးသာဆန်းတို့ဆန္ဒပြခဲ့တဲ့မန္တလေးဈေးရိုကဆိုင်ကန်း90ကန်ကိုလည်းစေအုပ်စုကဒီဇင်ဘာလ4ရက်နေ့မှာညာတွင်ချင်းလာရောက်ဖျက်ဆီးခဲ့ပါတယ်။စေအုပ်စုဟာသူတို့ရဲ့ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့နဲ့ဇန်နဝါရီလထဲမှာ အပိုင်းလိုက်ကျင်းပမှာဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲကိုတိုင်းရင်းသားတွေကလက်မခံသလိုတရုတ်နဲ့ရုရှားကလွဲရင်ကျန်နိုင်ငံတွေကလည်းစန့်ကျင်ကန့်ကွက်ထားကြပါလေခင်ဗျာ။ကိုရီးကိုရီး ကျွန်တော်တို့လူလူအားဖြင့်ဆက်ကြည့်ကြမယ်။ရေကောက်ဝဲအကျူကြီးပြီလဲ။ဒေါ်လာရင်းကဆက်ရှိနေမယ်။စည်ရဲတိုက်ဝဲလူတိုက်ဝဲတွေနဲ့ဒေါ်လာရင်းကိုဆက်ကြည့်ကြပါ။ကျွန်တော်တို့အားလုံးအကျူကြီးပြီးပါပြီသူများတဲ့အတူရင်ဆိုင်ဆုံးပဲခင်ဗျာ။ရေရောဘုံအားလုံးရေရောဘုံ